ဟာဒီမှာတော့ဒီဒါညီမရဲ့အိမ်မကြီးပေါ့နော်ညီမအဲ့အိမ်မကြီးရဲ့နောက်ကရေကန်မှာရေချိုးနေရရေချိုးနေတဲ့အချိန်မှာအဲ့အဲ့ချိန်မှာဆက်ပြီးတော့ငငင်းထုတ်လိုက်တော့အစတော့ကတော့လောက်ပြီးပြင်းမယ်လို့မထင်ထားဘူးပေါ့နော်အပြင်းမယ်လို့မထင်ထားပဲနဲ့အိမ်မကြီးလမ်းကျဲဒီဘက်ကလမ်းကျဲလေးရှိတယ်အဲ့လမ်းကျဲလေးဘက်ကနေအိမ်မကြီးဘက်ကအိမ်မကြီးဘက်ကနေအပြင်းထွက်မယ်ပေါ့နော်ညီမ အမနဲ့အပြင်ထွက်မလို့လုံနေတဲ့ချိန်မှာအိမ်မကြီးကလည်းကြိလိုက်တဲ့ချိန်မှာတအားကိုရမ်းခါနေရမ်းခါနေအဲ့ပြိုကြတော့မလားလို့အဲ့လိုမျိုးစိုးရိမ်သွားလို့ပေါ့နော်အတော်ကလည်းလာဒီနောက်ခါလာဒီနောက်ခါလာဆိုခေါ်ရတဲ့အနောက်ဖက်ကညီမတို့ကပြန်ပြေးရဲ့ချိန်မှာအညီမအတော်ကရှေ့ဆုံးကညီမအမကမဝမ်းကွဲရအလေကောင်ညီမကနောက်ဆုံးကနေပြေးတဲ့ချိန်မှာညီမလည်းရောက်တော့အဆကရေရတော့ပေါ့နော်ငငင်းဆလို့ဆိုကြတဲ့ရေကန်ကွဲသွားပြီးတော့ရေကန်ကွဲသွားပြီးတော့ရေတွေလည်းအကုန်ခတ်ကြသွားပြီဒါပေမဲ့ အဲ့ချိန်မှာညီမနေကြမှာအုတ်ဟိုဘက်ဘေးကပေါ့နော်ဟိုဘက်တိုက်နေရန်ကလဲညီမတို့ဘက်ကိုလာပြီးတွန်းတဲ့ချိန်မှာညီမကဒီအုံနှစ်ခုကြားထဲကိုညက်သွားခဲ့ရရေကန်ရဲ့ရေကန်ရဲ့အုံနဲ့ဒီဘက်ကအုံနှစ်ခုကြားထဲမှာဒီအောက်ပိုင်းတစ်ခုလုံးကညက်သွားပြီးညီမဘလို့မှဆွဲထုတ်လို့မရတော့ဘူးနော်ဘလို့မှအဲဆွဲထုတ်လို့မရအောင်အမနဲ့အတော်နဲ့ကတော့ဟိုဘက်အနောက်ဘက်ကအင်တိုင်နဲ့ကိုရောက်သွားတယ်ဒါပေမဲ့ညီမကဘလို့မှထုတ်လို့မရတော့ ဒီမှာလာလို့မရတော့ဘူးဆိုပြီးအော်မအမကလည်းလာဆွဲဒါပေမဲ့သူ့အားနဲ့လည်းဘလို့မှဆွဲလို့မရဘူးဒီဘက်ကလည်းအုတ်နေရကြီးနဲ့တိုက်ကြီးတစ်ခုလုံးကြီးနဲ့အနောက်ကိုမှီးလာတာညီမကကြတော့ဒီဂျားထဲမှာဖြစ်နေတော့ပေါ့နော်အဲဘလို့မှကွာအဲ့နေရာလေးဖြစ်လို့ကိုမရတော့ဘူးအဲ့မှာအဲငလီရာနဲ့တစ်ချိန်မှာတစ်ချိန်လုံးတအားလုံးနေတဲ့အချိန်တော့အမကလည်းလို့မသွားဘဲနဲ့ဖတ်ထားပြီးဆွဲထားပြီးတော့ပေါ့နော်ဒါပေမဲ့နောက်ကျအဲ့အဲ့ဘက်အိမ်ကအရှိအဲ့ညီမတို့ရဲ့ဒီအနောက်ဘက်ကအိမ်က အကိုနှစ်ယောက်ကလာပြီးတော့ရေကန်ကိုတစ်ဖက်ကတွန်းပြီးတော့တစ်ဖက်ကအဲ့လိုမျိုးဆွဲထားပြီးပြီညီမကိုဆွဲဆောင်မှာညီမရသွားပါတော့။အဲရေချွေးရတန်းလည်းကြီးဆိုတော့အိမ်ပေါ်ကလည်းဘာမှလည်းမယူခဲ့ရဘူး။ထမိန်ကြီးနဲ့အဲ့တိုင်းဖက်နဲ့တောင်မှာပဲပြည့်ဖက်နဲ့ရှောက်တယ်လည်းအကုန် ခြေရောက်တည်လဲအကုန်ချရရည်နဲ့ကြည့်ရပါတော့အဲ့မှာအနောက်ဖက်ရင်ရောက်သွားပြီးတူမြားရင်ကနေပြီးမှဖနက်တွေအဝေးစားတယ်ငါပြီးမှအပြင်ရက်ွက်ထင်းကနေအပြင်ကိုထွက်လာရတယ်အပြင်ကိုထွက်လာပြီးရဲ့အချိန်မှာကျွန်တော်တို့ကအိမ်ရှိရောက်တော့အိမ်ရှိရောက်တော့အိမ်ကိုလည်းမကြည့်မိသေးဘူးရေတခြားဘေးဘေးပတ်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 ပြီးတော့ပြေးရဆိုအိမ်ဘက်ကိုလည်းမကြည့်မိသေးဘူးပေါ့နော်အဲဒီကျမဒုတိယတစ်ကြိမ်ပါနောက်နောက်ထပ်တစ်ကြိမ်ထပ်လုပ်တယ်ထပ်လုပ်တယ်ကျွန်တော်တို့၃ယောက်လုံးဘလုံးမကမတက်မရက်နိုင်တော့အကုန်လုံးဖတ်ရကြည့်နေတယ်အကုန်ပြစ်လဲကြတော့အဲ့ ီတိုင်းဘာမှမရှိနေရမှာတော့အဲ့လိုတွေဖြစ်လဲပြီးတော့ဒီကြမှာအကုန်လုံးနှစ်ခုနှစ်ခါတိတိထုတ်သွားပြီးကြည့်တော့မှညီမတို့အိမ်ကခုလိုပျက်စီးသွားပြီပေါ့နော် အော်ဒီလိုဒီလိုငယ်ငယ်ရွယ်လေးနဲ့တေးနိုင်နေပေါ့နော်အဲ့လိုမျိုးအမြင်နဲ့စိတ်ကိုထားထားပြီးမလို့ဒီလိုပုံစံမျိုးနဲ့တေးရမယ်လို့အဲ့လိုမျိုးအဲ့တော့မတွေးမိဒါပေမဲ့အဲ့ချိန်တော့တကယ်ကိုငါဒီကနေမထွက်နိုင်တော့ဘူးဒီအုပ်တိုက်ကြည့်ရလဲဟိုဘက်တိုက်ကြည့်ရလဲအနောက်ဘက်ကြည့်ရတာကြီးကိုယ့်ဘက်ကြည့်ရတာကြီးဖိနေလာပြီအုပ်တိုင်းကြီးရလဲလဲနေပြီကိုယ့်ပုံလဲနေပြီဆိုချင်းငါဒီတိုင်းကြီးပဲထွက်မြင်ရတော့ပဲဒီတိုင်းကြီးပဲလူတွေကလူတွေကအုပ်ပြီးလို့တေးရဆိုတာမျိုးချိန်တွေပဲချိန်နေလို့အဲ့လိုမျိုးတွေးမိလိုက်တယ်ပေါ့နော်အဲ့ချိန်တော့ငါလာကဲတယ်ကိုမရောက်လို့ ကိုနှစ်ယောက်ရောက်မှလို့ဖြစ်ရင်အဲ့မှာနေတကယ်ကိုဟိုဟာတိတ်ပြီးပေါ့နော်ဘာလို့ဆိုတော့ဘလုံးကလည်းထွက်လို့မရတော့လေခြေတော်ကြီးတစ်ခုလုံးကရေကန်နဲ့အုတ်တိုင်းကြမှာအောက်ပိုင်းကြီးတစ်ခုလုံးညက်သွားတာ။ဟောညီမအဲ့ချိန်မှာတော့ဟောငါတို့ပြီးသွားပြီလားမသိဘူးပေါ့။အဲ့လိုတွေးနေတာ။ဘာမှကိုမစဉ်းစားနိုင်တော့ဘူးဘာလို့ဆိုတော့အာမမွေးနေရတဲ့ဝိထုကောင်းစင်လိုပဲပျောက်တော့လမ်းမှာဆန်တော့ပါပေါ့နော်။ခုကမှဘာလို့မှမလုပ်သိဘူး။ညီမကျတော့အဲအမြင်နဲ့ အိမ်အိမ်မှာနေရတာသဘောကျရပြီပေါ့နော်။မြန်မာလောကလည်း work from home ဆိုတော့တိတ်ပြီးတော့ရင်ထွက်ချင်ရလည်းမလို့။ပိတ်ရမှာကိုထွက်ချင်တယ်ကိုသွားချင်တာရှိရင်သွားရောပဲဆိုတော့လေ။အဲ့လိုနေလို့လည်းအိမ်မှာနေလို့လည်းနီးငွေ့တယ်ဆိုတာမျိုးဖြစ်ဘူးပေါ့နော်။အိမ်ကိုအိမ်မှာနေရပျော်ရယ်ပေါ့နော်။အဲ့ဒါအောင်မှဒီလိုကြီးဖြစ်သွားတော့ပေါ့နော်။ချိန်ခင်းမှာမဖြစ်ဆဲနိုင်ဘူးပေါ့နော်။ချိန်ဒီလည်းလက်မခံနိုင်ဘူးပေါ့နော်။ဒီကိုယ့်အိမ်ကဒီလိုကြီးဖြစ်သွားတာဆိုတော့လေ။မဆက်တော့မှလည်းမတည်ဘူး။